တခါတည်ရင်ကြတော့ရှေ့ခင်းနဲ့နိုင်နိုင်ပြီးတော့ရှေ့တော်ဘုန်းကြီးတွေပြဆက်မကင်ဘူးရှေ့တော်မတယ်လီဖုန်းမကင်ဘူးရှေ့တော်ဘုန်းကြီးတွေကားမရှိပါဘူးဟုတ်တယ်ဇံပင်ချင်းနဲ့သွားတယ်အဲ့တော့ဒီနေ့ကကြတော့အဲ့ဒီရှေ့ကပြောခဲ့တဲ့ညာလေးတွေကိုပြန်ပြောပြန်ပြောပြီးတော့အဲဝိနည်းဒေသနာနဲ့ပြောပြီးတော့ဘုန်းတော်ကြီးလောကမှာလည်းတော်ပဲတာဆနေတယ်ဒါတွေကိုပြန်လည်းမပြောကြင်တော့သို့တော်လွန်ကဲလာတဲ့အခါဖြစ်ရင်တော့သာသနာမျက်နှာထောက်ထားပြီးတော့ပြောပါလိမ့်မယ်ဒီကနေ့ကိုမမောင်ဦးတို့ မဖြူအောင်တို့ကိုကျော်ကျော်နိုင်တို့မတ်စာကြီးတို့နဝကမလှူတယ်ကုသိုလ်ရလာရတယ်ကောင်းမှုဖြစ်လာဖြစ်တယ်ဆရာတော်ကင်အာဘတင်လာတင်တယ်ဒါအဲ့ဒီနဝကမကိုစွန့်လိုက်အာဘခြေလာခြေတယ်အကြီးကြီးမှမဟုတ်တာပဲအဲ့ဒါကိုလည်းဝီနီးကိုခြေတန်းတင်မီတာပြောတဲ့ပုံကိုရဲအဲ့ဒီမှလည်းအဲ့ဒီဝီနီးကိုပြောတဲ့ပုံကိုပဲတရားဓမ္မတွေအောက်ကနေရေးတယ် ဖရားရှင်ဝင်းဤဧရတဲ့ဘေးရတဲ့မဖြစ်နိုင်ဘူးဧရတဲ့ဆိုတာအတန်အခေါဧရတဲ့ကံဘိတ်ခွေမမသာဝကနံမရှင်သာရိပုတ္တရာကိုရမကြီးကိုပညာဧရတဲ့ဘေးတယ်ဆိုလို့ရှင်ပညာရမှာရှင်သာရိပုတ္တရာကိုရမကြီးတဲ့သာသူမရှိဘူးအဲ့ဒီဘက်အဘိညာဉ်ရာတွေမှာတကိုးဧရတဲ့ရာတွေမှာရှင်မောကနံရှင်မောကနံသာရာမရှိဘူးဝိနည်းရမှာရှင်ဥပါလိကိုပြီးရင်ဥပါလိတဲ့သာရာမရှိဘူးအဲ့ဒီစကားကိုပြောလိုက်တဲ့ပုဂ္ဂိုလ်လက်ခံလိုက်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရှင်ကိုတည့်ရစော်ကားရောက်တယ် ဘာလို့လဲမြတ်စွာဘုရားတို့ဒီစကားနှခေါမပြောဘူးဧကဝဆနာရှင်ဥပ္ပါလိဝိနည်းအတည်းပြင်ဒုတိယပုဂ္ဂိုလ်ပြေးလို့မရတော့ဘူးဒါသူကသူဘလောက်ပဲတော်နေတော်နေအဲ့ဒါဗမာမင်းရဲ့လူတွေကလွန်လွန်အားရှိလာတယ်ရေးတဲ့သူရောပြောတဲ့သူရောအယူထတာကြိထပါအဲ့ဒီခါကျတော့ဝိနည်းကိုဧတတဲ့ပေးရဆိုရင်မြတ်စွာဘုရားဝိနည်းဧတတဲ့ပေးမင်းတို့ကဖယားမလို့မင်းတို့ဘာကောင်းလို့မပေးနိုင်တာလဲဖယားဆိုသူကဘယ်သူ့ကိုဘယ်လိုပေးရမလဲဆိုသိပြီးသားလေတခါပဲပေးတယ်ဧတတဲ့အကော အေတံအေအေတံအေသောဤပုဂ္ဂိုလ်ဒီအဲ့ခေါ်အမျက်ဆုံးတော်ပြီတယောက်ပဲပေးတာဟာချန်ပီယံတယောက်ပဲချန်ပီယံနှစ်ယောက်ပေးလို့မရဘူးလေမင်းတို့အကယ်ဒီပေးတယ်လေအကယ်ဒီပေးတယ်မှာဒီပုဂ္ဂိုလ်ဒီ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 ဇလန်းမှာဒီဒိုက်တာကအတော်ဆုံးနောက်တယောက်အကယ်ဒီပေးလို့မရဘူးလေပေးလို့မရတာဒိုက်တာတစုပေးမယ်မင်းသားတစုပေးမယ်မင်းသမီးတစုပေးမယ်လိုင်းတူတာပေးမရဘူးအဲ့ဒိုက်တာကအကယ်ဒီပေးတယ်မင်းသားကအကယ်ဒီပေးတယ်မင်းသမီးကအကယ်ဒီပေးတယ် ပညာအကယ်မီပေးတယ်တကောအကယ်မီပေးတယ်အသက်အရှိဆုံးအသက်ကျမ်းမာရေးအကောင်းဆုံးပေးမယ်ခုနဝင်းလေးကိုပေးမယ်တပားပဲရတာနှစ်ပားမရဘူးအဲဘာတွေပြောတာတော့လို့ဒါပြောတာကိုကြည်ညိုရင်ကြည်ညိုသလိုကိုမကျင်နဲ့ရင်မကျင်နဲ့သလိုလှုပ်တဲ့လူမျိုးဒီလူမျိုးကအဲကြောင့်မလို့နဝကမလူရင်ကုလိုရလားရတယ်ဘုံကြီးကရင်အဘသင်လားသင့်တယ်အဲ့ဒီဝနဝကမောဆွန့်နေတဲ့ကြီးဆွန့်နိုင်ရင်အပြစ်ကင်းလားကင်းတယ်ဘာဖြစ်လဲကဲမေ့ကြည့်လိုက်ဟော အခုနဝကမ္မလူတဲ့လူနဲ့ယူတဲ့သူပဲဘုံကြီးရောလူအပယ်ကြမဲ့အတိုင်းတွေလိုင်းတွေပေါ်မှာတက်နေတဲ့ဘုရားဘာသာသူတော်စင်နဲ့ကိုယ့်ကိုကြည့်ကြဖို့နော်ဒါကြည့်ကြဖို့တယ်လီဖုန်းလူကောင်းလားလူကောင်းတယ်ယူကောင်းလားယူကောင်းတယ်ကြည့်ကောင်းလားကြည့်ကောင်းတယ်အဲမိမပုံနေခုနအတင်းနေအဖင်းနေမလုံးနဲ့ဘောအာမကုတ်မဟုတ်ကောက်ကပုံနေမလုံးနဲ့ဘောဒါကတော့ပစ္စည်းဆိုတာတော့ဓာပေးလိုက်တယ်လေထင်းခုတ်ဘောလူသွားခုတ်ရင်တော့၃နှစ်ဘောဒါရှင်းနေတာပဲ အိမ်မှာမီးရှိတယ်လေထမင်းချက်လေအိမ်မီးနဲ့ရှိုးရင်တော့သူများအိမ်မှာလောင်မှာပေါ့ကွက်ကိုထိန်းလေဒါတော့အရှင်မင်းအရှင်မင်းကွန်ပျူတာတို့မှာ hotspot တွေပါလေလွယ်ကူအောင်ထဲရပုံလေးတွေကူးတင်နေကူအောင်ကွန်ပျူတာနဲ့ဂျော့ဆက်ပြီးတော့လုပ်သိမ်းအောင်လုပ်လေအဲ့ဒီဖုန်းနေအဲ့ဒီဖုန်းကင်ပြီးတော့မှတခါတည်းပါခုနပြောလို့မဟုတ်တဲ့စကားတွေပြောခုနပြောမဟုတ်တာတွေလုပ်နေတော့လေဒါကြတော့တမျိုးပေါ့နော်အဲ့တော့လူချင်းကြောင့်ပြဿနာတက်တာမဟုတ်ဘူးလေသုံးစွဲပေါ့ how to use ဘလို့သုံးစွဲမယ်ဆိုတော့ကိုယ်ကမတည်ပါနဲ့ဘုရားတပည့်တော်အလင်းတင့်လို့ကိုယ်သတင်းသုံးပါညီတော်နောင်တော်အချင်းချင်းတတိပိတဲ့အနေနဲ့တပည့်တော်နည်းနည်းဆက်လက်ပြီးလျှောက်ထားခြင်းပါတယ်ဒီနေ့ရွှေငွေသည်ဟန်တော်တို့အမာဖုလို့မသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိစမ်းစစ်ကြည့်လေမသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိလဲမရှိတလို့ရှားပါတယ်ဒါတိလျက်နဲ့ရွှေငွေကိုအလှခံနေတဲ့လူကျူးနေကြတယ်ဒါဟာတိတ်ထင်ရှားတယ် သင်္ဆိတ်ဆက်ဝိတိတ်ခံတဲ့အဖြစ်ဒီပါလေမိတ္တဂိရုရဲ့သဘောကစွန်ချင်းဝိနိကံရှိရှိရဲ့စွန့်ပြီးမှဒေသနာကြားရင်ဒီအဘကစင်ကြပါလေမစွန့်တဲ့ဒေသနာကြားရင်အကျဉ်းထောင်းနဲ့တောင်းနဲ့သိမ့်နဲ့နန်းနဲ့ဂရေနဲ့ခြီးပြီးဒေသနာကြားလဲဒီအဘကမစင်ကြဘူးအဘမှမထပါဘူးဒီလိုအဘတန်းလည်းနဲ့ဒီခဲ့ရင်ဘာဖြစ်မလဲတက္ကံတရမက္ကံတရ ဒီအပတိတန်လန်းနဲ့တရားအထုတ်ဆက်ရင်လည်းသံမေဖို့နိဗ္ဗာန်ကိုဘယ်လိုမှမရဘူး။တည်ရင်လည်းကောင်းရာသူဂတိကိုမရောက်ဘူး။ကောင်းရာသူဂတိမရောက်ရင်ဘယ်ဘုံဘဝရောက်မှာ။အဲ့ဒါစဉ်းစားဖို့ဒီအချက်နဲ့ပတ်သက်လို့တပည့်တော်ဘုဒ္ဓတာလေးတစ်ခုပါနော်။တောင်လေးလုံးကျော်ဘုရားကိုတပည့်တော်ကဆရာတော် အဘလီဟလက်ကံတဲ့မက်ကံတဲ့ဖြစ်တယ်ဆိုတာကိုဆရာတော်လက်ခံပါသလားဆိုပြီးဒီမျိုးကလေးကိုတပည့်တော်ကဘုဒ္ဓတအဖြစ်ထေကြီးဝါကြီးရဲ့ဌာမဘုဒ္ဓတလိုချင်လို့မိန်းမလျှောက်ထားပါတယ်